။ဒါဆိုသူ့ရဲ့ငွေကြေးတန်ဖိုးကကျွန်တော်တို့တွေအမေရိကန်ဒေါ်လာရဲ့တစ်ကျပ်ကျော်လောက်ပဲကွာတယ်ဗောနော်အမေရိကန်ဒေါ်လာနဲ့။အဲဆိုတော့ကျွန်တော်ဥပမာပြောပြရအောင်နော်ဥပမာပြောပြကျွန်တော်တို့အမေရိကန်ဒေါ်လာ၄000ကျော်၅000တဲဆိုရင်ဒီစင်ကာပူဒေါ်လာ3500 4000တာနောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်လဆာနဲ့ထိန်းချုပ်တာလဆာနဲ့ထိန်းချုပ်တာကလေကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိတယ်ဗောနော်။ဆိုတော့အလုံးဝမင်္ဂလာပါဖြစ်ပါမယ်ဘလောက်ကနေပြန်လဲကျေးဇူးပါတယ်။တွေ့တာကြပါပြီ။ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမယ်အကြောင်းအရာလေးရပါတော့စင်ကာပူမှာလွတ်လွတ်ရတဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ဆိုဂျိုးတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုက negative တွေပဲပြောပြသွားမှာဖြစ်တဲ့အတွက်တကယ်လို့ကိုကစိတ်တက်ကြနေတာတို့ဥမာစီကူလာဖို့ try နေတာတို့ဆိုရင်တော့မကြည့်တင်ဘူးပေါ့နော်ကြော်သွားလိုက်ပါဆိုတော့ဆက်သွားလိုက်အောင်ဆိုတော့ဆက်လိုက်အောင်ပေါ့နော်ဟိုကျွန်တော်အရင်ဆုံးဒီဗီဒီယိုကိုမစခင်ကျွန်တော်ဒီစင်ကာပူမှာအလုပ်လုပ်တာနှစ်နှစ်ရှိပြီပေါ့နော်ဆိုတော့နှစ်နှစ်အတွင်းမှာကျွန်တော်ဘာတွေအတွေ့အကြုံရခဲ့လဲပြီးတော့နောက်တစ်ခုဆိုဂျိုးတွေကဘာတွေလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော် knowledge sharing လုပ်ပေးပါမယ်။ဆိုတော့ပထမအောင်ဆုံးအချက်ကတော့ဗောနော်စင်ကာပူမှာအလုပ်လုပ်တာက9 to 5 job ဖြစ်ပါတယ်။အဲ့တော့ကိုယ်ပိုင်အချိန်လုံးဝမရှိတဲ့အလုပ်ဗောနော်။ဆိုတော့ကိုယ်ပိုင်အချိန်လုံးဝမရှိလို့အာမစူးစမ်းခြင်းလို့ဗာညာအဲ့လိုပြောတာမဟုတ်ဘူးဗောနော်။ကိုယ်ပိုင်အချိန်မရှိတာကချွေးစုံကျွန်တော်တို့တွေအပုံမှန်ကျွန်တော်တို့ကိုပေးထားတဲ့လစာနဲ့တို့ပေးထားတဲ့အချိန်တွေကွက်တီပဲ။ဥပမာကျွန်တော်ဆိုရင်ဥပမာပြောပြရအောင်ဗောနော်။ဒေါ်လာ900ရရတယ်ဆိုရင်တို့ကျွန်တော်တို့ကိုပေးထားတဲ့မနက်၈နာရီကနေညနေ9ခွဲအထိ မနက်၈နာရီကညနေ9ခွဲအထိကိုသူတို့ကိုကိုရီးယားအချိန်ကိုပေးထားတယ်။အဲ့တော့ကျန်တဲ့9နာရီခွဲကနေနောက်ပိုင်းကဥမာကျတို့ OD ယူရာတို့အချိန်ပိုယူရာတို့ဆိုရင်ကျတို့၈နာရီထိုးသွားတယ်။အဲ့ချိန်မှာကိုပိုင်းအချိန်လုံးဝမရှိပါဘူး။ပြန်ရတာနဲ့ချက်ပြုတ်စားတော့ပါညာပေါ့နော်။အဲ့တော့ကိုပိုင်းအချိန်လုံးဝမရှိတဲ့အတွက်တင်တန်းတက်မဲ့အချိန်နေဘာရီညာရီဆိုတာလုံးဝကြီးဟိုမနေချစ်ချုပ်ကတ်ပြီးတော့ယူရတာပေါ့နော်။အဲ့တော့စင်ကိုမှာအလောက်လာလို့မယ်ဆိုတော့ပထမတစ်ချက်ကပြောရရင်တော့ကိုပိုင်းအချိန်လုံးဝမရှိတဲ့အတွက်အပြင်ပန်းခံနိုင်မှရမယ်ပေါ့နော်။ ဆိုတော့ပထမဆုံးကတော့ကိုပိုင်ချိန်လုံးဝမရှိတာရယ်ပင်ပန်းမှရယ်ပေါ့နော်ဆိုတော့ဒုတိယတစ်ချက်ကတော့ဘာသာစကားအဆင်မပြေတာပေါ့နော်အဲ့ဒါကတော့ဟိုပြောရရင်ဟိုအခုမှဆက်ဆက်ရောက်ချင်တဲ့လူတွေအတွက်ရည်ရွယ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့တွေကအအခုတော့ကျွန်တော်ရောက်နေတာဒီမှာနှစ်နှစ်ကျော်နေပြီဆိုတော့ဟို AACC ပဲပေါ့နော်ဟိုဘာမှဖြစ်တော့ဘူးပေါ့ဒါပေမဲ့ကျွန်တော်ကလည်းတင်တန်းတက်မိပါအခုတရုတ်စကားဆက်လက်တင်နေတယ်ပေါ့နော်ဒါပေမဲ့အခုရောက်ရောက်ချင်းလူတွေကတော့ဘာသာစကားလုံးဝအဆင်မပြေပါဘူး တော့အဲ့ဒါကတော့ဒုတိယလက်ချက်အနေနဲ့ကျွန်တော်တို့ဒီစိုးကျိုးပေါ့နော်စိုးကျိုးပေါ့စိုးကျိုးဆိုအဲ့ဒါပထမရောက်နေတဲ့လူတွေအနေနဲ့အတွေ့ရမယ့်အခက်အခဲလို့လည်းပြောလို့ရပါဘူးနော် နောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်လာစာနဲ့ထိန်းချုပ်တာလာစာနဲ့ထိန်းချုပ်တာကလေကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိတယ်ပေါ့နော်ဥမာကျွန်တော်အလုပ်ထွက်ထွက်မယ်လို့တတိယလို့ပြောလိုက်ရင်သူကဘာပြောမလဲဆိုရင်ဟာဘာဖြစ်လို့လဲကျွန်တော်လာစာမလောက်တော့ဆိုတဲ့အကြောင်းရင်းကပထမဆုံးနံပါတ်1ပြကျွန်တော်တို့ဘာလို့လဲဆိုဆိုတော့ တို့ကပြောမယ်ဟာမင်းကိုလစာဘလောက်ပေးမယ်ကျတော်အစ်မမတ်လုံးလေးပေးလိုက်တာနဲ့ကျတော်တို့ကမပြောင်းမြင်တော့အဲ့လိုနဲ့ထိန်းချုပ်တာပေါ့နော်စင်ကာပူကအခုတော်တော်များများအလုပ်ဒီမှာကောပြီးတော့အရင်ကတည်းကလည်းဒီနီလန်းပေါ့နော်ဒီနီလန်းကိုကျင့်သုံးပြီးတော့တို့ကအလုပ်သမားတွေကိုဆွဲထားတယ်အဲကျတော်တို့ဝေါ်ကာတွေကိုတို့ကအပြင်လုပ်တွေပေးမလုပ်ဘူးတို့အချိန်ပိုင်းတွေပေးမလုပ်ဘူးတို့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရှိရဲဆိုတော့ဒီလိုပဲပေါ့နော်မြန်မာပြည်မှာလည်းဒီလိုပဲရှိလို့ကျတော်စင်ကာပူမှာလည်းဒီလိုပါပဲလစာနဲ့ထိန်းချုပ်တာပေါ့နော်ဆိုတော့ စင်ကာပူလာမီဆိုရင်ကိုယ့်ရဲ့ target ကိုတခါတည်းထားခဲ့ပေါ့နော်။ဒါလည်းဆိုရင်ထားထားပေါ့နော်။တခါတည်းထားခဲ့ဆိုတာတခါတည်းထားတာပေါ့နော်။ဘယ်လိုမျိုးပြောချင်တာလဲဆိုရင်တို့တို့ဒီမှာ9နှစ်လုံးမယ်ဆိုတော့9နှစ်အပြည့်ပြီးတာနဲ့ဘယ်လောက်ရမလဲ။ပြီးရင်ဘယ်လောက်ပြောင်းပြီးမြန်မာနိုင်ငံမှာပြောင်းပြီးတော့စီးပွားရေးလုပ်မယ်။ဒါမျိုးတခါတည်းထားတာပါ။မဟုတ်ဘူးဆိုရင်တို့လာစာနဲ့ထိန်းချုပ်တာခံရမယ်ပေါ့နော်။တချို့ရဆို10နှစ်15နှစ်အနည်း20အဲ့လောက်ကြီးနေခဲ့တယ်။ပြီးရင်ပတ်စံမဲစုမိတယ်ကိုယ့်အတွက်ဘာမှအမျက်မကျဘူး။အခုတော့ပြောမယ်ပေါ့နော်ဒီနေရာမှာ။ ဟိုကျွန်တော်ခံယူထားတဲ့ခံယူချက်လေးတခုပြောပြပါမယ်။တတိယတတိပဲပေါ့နော်။နောက်လိုက်ကနောက်လိုက်ပဲ။ဘယ်တော့မှနောက်လိုက်ကတတိဖြစ်မလာဘူး။အဲဒါကြောင့်မို့သူများစီမာနေရင်နဲ့သူများအလုပ်လက်အောက်မှာလုပ်နေတာကိုကဘယ်တော့မှတတိဖြစ်မလာပါဘူး။အဲ့တော့ကိုရဲ့ဒီလစာတို့ရဲ့လစာနဲ့ထိန်းချုပ်တော့ဟိုအထိန်းချုပ်မခံနဲ့ပေါ့နော်။ကိုကဝန်ထမ်းဘဝကိုယူထားတာလား။ဒါမှမဟုတ်ကျတော့ကိုပိုင်စီးပွားရေးလုပ်ပြီးတော့တတိဘဝကိုသွားမှလာတော့ကိုကကိုစုံပြပါတော့ဆိုတော့ဒါတော့ကျွန်တော်ခံယူချက်ပါဆိုတော့ထားပါတော့နောက်တစ်ခု နောက်တစ်ခုဇိုးဂျိုးကအတွေးလွန်တာပေါ့နော်အဲ့ဒါကအရန်အဆိုးတယ်ဗျာဒီလားကျွန်တော်ဒီကိုရောက်တော့ငါအဲလွန်ခဲ့တော့အဲတနစ်ခွဲလောက်ပေါ့နော်အရန်အတွေးလွန်တယ်ကျွန်တော်တယောက်တည်းဖြတ်တန်းရတယ်မိတ်ဆွေတကယ်ချင်းလည်းမရှိဘူးမိတ်ဆွေတကယ်ချင်းမရှိဘူးဆိုတော့ကျွန်တော်ကအမတကယ်ဆိုရင်ဒီလိုရီဗီဒီယိုတွေရိုက်နေရကျွန်တော်တကယ်အပြင်ကအဲ့လောက်ကြီးလူတိုင်းနဲ့တိတ်စကားပြောနေတယ်လို့မဟုတ်အရင်လဲစကားတိတ်မပြောတတ်ဘူးအဲ့မျိုးဆိုတော့ကျွန်တော်ကနည်းနည်း intro ဘာဖြစ်တယ်တကယ်အဲ့ဟို extro ပါမဟုတ်ဘူးเนาะအရင်တော့ extro ပါပဲဒါပေမဲ့ video ရိုက်ပါညာနောက်ပိုင်းကျတော့ကိုဟာနဲ့ကိုအတွေးလေးနဲ့ကိုနေတတ်လာပါဘောเนาะအဲ့တော့ကျွန်တော်ကအတွေးလွန်နဲ့ပြဿနာကိုကျွန်တော်စကြုံရတယ်ဘောเนาะဆိုတော့ဒါကတော့ဟိုဒီအကြောင်းအရာကတော့ဘောเนาะအခုလက်ရှိလာမဲ့လူတွေပြီးရင်အခုလက်ရှိရောက်နေတဲ့လူတွေလာအနေငယ်လောက်ပဲရှိတဲ့လူတွေအတွက်ကိုကျွန်တော်ကပြောပြတာပါဆိုတော့ထားပါတော့အတွေးလွန်နဲ့စိတ်တက်ကြရတဲ့ဒီအခက်ခဲကိုလည်းစိုးကျိုးရလည်းရှိတယ်ဘောเนาะဆိုတော့ဆိုတော့အဲ့ဒါကတော့တော်တော်များများလဲတွေ့ရတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီမှာကကျွန်တော်တို့ တယောက်တည်းလာရတယ်တကယ်ချင်းပေါင်းတင်နေမရှိဘူးပြီးတော့ငါတို့မိသားစုအတိုင်းဝိုင်းလုံးဝမရှိဘူးပေါ့နော်ဆိုတော့တယောက်တည်းပဲဖြတ်တန်းရတယ်ဥပမာတထရေစုအောင်ကိုတယောက်တည်းပဲတထရေငေါအောင်ကိုတယောက်တည်းပဲအဲ့တော့စင်းရဲလဲတယောက်တည်းပဲပျော်လဲတယောက်တည်းပဲအဲ့လိုမျိုးပေါ့နော်စိတ်ချမ်းသာလဲတယောက်တည်းပဲဘယ်သွားတာတယောက်တည်းပဲအဲ့တော့အတွေးလွန်တာစိတ်တက်ကြတာကတော့ဒါကတော့အများရန်ဖြစ်လေဖြစ်တာရှိတယ်ပြဿနာဖြစ်တာမလို့စိုးကျိုးကတော့အတွေးလွန်နေစိတ်တက်ကြတယ်ပြီးနောက်တစ်ခုအလုတ်တစ်ခုကနေဒီအလုတ်ကြီးမကောင်းတာကိုသိရတဲ့အနေနဲ့နောက်တစ်ခုပြောင်းဖို့အရန်ခက်တယ် ီလားစင်ကာပူလာရင်လေအဲ့တော့အဲ့ဒါကအရင်အဆိုးဆုံးပဲအဲ့တော့စင်ကာပူကိုလာပြီးအလုပ်လုပ်ရတဲ့လူတယောက်ရဲ့အတွေ့အကြုံနဲ့အနေနဲ့ပြောရမယ်ဆိုရင်စင်ကာပူနိုင်ငံကြီးကျွန်တော်တို့အရာရာဈေးကြီးရယ်ဆိုတော့ကျွန်တော်အာရှမှာဆိုရင်ဒုတိယဈေးအကြီးဆုံးလို့ပြောလို့ရတယ်။ဒါဆိုသူ့ရဲ့ငွေကြေးတန်ဖိုးကကျွန်တော်တို့ဒီအမေရိကန်ဒေါ်လာရဲ့အဲတကြက်ကျော်လောက်ပဲကွာတယ်ပေါ့နော်အမေရိကန်ဒေါ်လာနဲ့အဲဆိုတော့ကျွန်တော်ဥပမာပြောပြရအောင်နော်ဥပမာပြောပြကျွန်တော်တို့အမေရိကန်ဒေါ်လာ၄000ကျော်၅000ထဲဆိုရင်ဒီစင်ကာပူဒေါ်လာ၃500 ၄00နာဘန်နီးပေါ့နော်၄00နာတော့မကက်ပါအဲ့လောက်ဝင်းကျင်ပဲရှိတယ်အဲ့လောက်ဝင်းကျင်ရှိတယ်ပေါ့နော်ဆိုတော့ဟိုတကယ်တမ်းပြောရရင်အရာရာဈေးကြီးတယ်ပြီးရင်စူးစမ်းရင်စူးစမ်းလို့အခွင့်အရေးရတယ်ဆိုပေမဲ့ဟိုဘယ်လိုပြောရမလဲအလုတ်တနေရာနဲ့တနေရာပြောင်းဖို့အရန်ခက်ခဲဟိုပတ်စံရှိရင်တော့လွယ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောရတာဟိုအခုမှရရောက်ချင်းတဲ့လူတွေဆိုတော့အရန်ခက်ခဲပါတယ်ဘာလို့လဲဆိုတော့သူတို့ကဒီအလုတ်ပြောင်းဖို့ဆိုရင်တီးတန်ရင်မပေးပြောင်းဘူးပေါ့နော်အေဂျင်စီခေါ်တာအေဂျင်စီနဲ့တွေ့ရတာတို့ဒီအဲ့လိုမျိုးတွေ့ရတာ ီ agency ခေါ်တာကတို့ဒီနိုင်ငံမှာကအနောက်တိုင်းနိုင်ငံတွေပေါ့နော်အနောက်တိုင်းနိုင်ငံပေါ့ကျိုးအာရှနိုင်ငံတွေဥရောပနိုင်ငံတွေအကုန်လုံးက agency ကအရင်အရေးကြီးတယ်။ဒါဆို agency ထားခြင်းအပြင်တို့အစိုးရရဲ့အခွန်အနေဘာတွေလုပ်လို့ရတယ်ပေါ့နော်ဘယ်လိုမျိုးလဲရှောင်လွှဲလို့ရတာဘာညာပေါ့နော်အဲ့လိုမျိုးပေါ့အမျိုးရတယ်ပေါ့နော်ရှောင်လွှဲလို့ရရတယ်ရော့ပေါ့လို့ရရပေါ့ဆိုတော့အဓိကလိုရင်အကြောင်းရောပဲပြောလိုက်ရပါဘောနော်ဆိုတော့ negative နဲ့အကြောင်းရောပြောရမယ်ဆိုရင် single ကိုလာမယ်ဆိုရင်အလုပ်ပြောင်းမှုအရန်ခက်ခဲပါတယ် agency fee အရန်များပါတယ်ဆိုတော့ ဒါကတော့ဆိုဂျိုးပေါ့နော်ဆိုတော့ပထမတစ်ခုကဘာလဲဆိုရင်အေးကိုကဒီအလုပ်ကြီးမကောင်းတာသိရနားစာလုံးဝမကောင်းတာသိရဒါလည်းပဲ agency fee များတဲ့အတွက်အလုပ်ပြောင်းမှုအရန်ခက်ခဲတယ်ကိုကကိုရှာဖို့ဆိုရင်လေစကားကောင်းနေမှပြီးတော့နောက်တစ်ခုဟိုဒီနိုင်ငံကြီးတရုတ်လူမျိုးဆိုရတဲ့တရုတ်စကားအများဆုံးသုံးတာမလို့80ရာခိုင်နှုန်းကတရုတ်စကားအများဆုံးသုံးတာမလို့ကို့မှာတရုတ်စကားလက်ခံပြောနိုင်တဲ့အနေအထားရှိတယ်ဆိုရင်တော့ပြောင်းဖို့ကတော့လွယ်တယ်ဘာလို့တော့သို့တော့50 50ပဲဘောနော်ဒါတော့ထားပါတော့ဆိုတော့ ဒီနေ့ကျွန်တော်ပြောသွားတာတော့အဲဒီလက်ရှိပေါ့နော်ကျွန်တော်စင်ကာပူနိုင်ငံမှာအလုပ်လုပ်နေတဲ့လူတယောက်အနေနဲ့ကျွန်တော်တို့အတွေ့အကြုံစိုးကြိုးတွေပေါ့နော် negative တွေကိုပဲပြောပြသွားတာပါ။ကောင်းကျိုးစိုးကြိုးတော့တွန်တွဲနေတယ်ဆိုပေမဲ့ကျွန်တော်က negative တွေကိုပဲပြောပြသွားတာမဟုတ်လို့ကျွန်တော်အကုန်လုံးကိုခြုံငုံပြီးပြောရမယ်ဆိုရင်ကိုယ်ပိုင်းအချိန်မရှိတာဒုတိယချက်ကဘာသာစကားလုံးဝအဆင်မပြေတာ။ရာအတားရောက်လာရောက်ရောက်ချင်းတူတွေပေါ့နော်။တတိယချက်ကဘာလဲဆိုလစာနဲ့ထိန်းချုပ်တာ။တော်တော်နဲ့ဒီအလုပ်ကမထွက်အောင်အဲ့လိုမျိုးနော်။အာထွက်တယ်လှုပ်လိုက်လစာလေး မြင့်ပြီးလိုက်မထွက်ဖြစ်လိုက်အဲ့လိုမျိုးပေါ့နော်တတိယဟိုစရုပ်တာတစ်ချက်ကပါလဲဆိုရင်တော့နံပါတ်၄တစ်ချက်ကအတွေးလွန်တာစိတ်တက်ကြတာတယောက်တည်းဖြစ်တန်ရတာအဲ့လိုမျိုးပေါ့နော်ဟိုနံပါတ်၅အချက်ကတော့အလုတ်ပြောင်းဖို့အရန်ခက်ခဲတာဒီလုတ်ကြီးမကောင်းတာသိရတာနဲ့ပေါ့နော်ဆိုတော့ဒါဒီဒီ၅ချက်ကပေါ့နော်၅ချက်ပေါ့ sorry ပါ၆ချက်ပေါ့နော်ဒီ၆ချက်ကတော့ကျွန်တော်တို့ဒီစင်ကာပူကိုလာမယ်ဆိုရင်ကြုံတွေ့ရမယ့်ဆိုဂျူ negative ပေါ့နော် negative တွေကိုပဲကျွန်တော်ပြောပြသွားတာပါဆိုတော့ဒီနေ့ဒီ video တော့ဒီလောက်ပါပဲစင်ကာပူမှာ လုံးလုံးနေရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးတွေကိုတော့ကျွန်တော်နောက်ဖလော့မှာပြပြသွားပါမယ်ဆိုတော့အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်โอเค